ဟုတ်ပြီအမျိုးသားတွေဒါကာမိတုမိစ္ဆာဆရာဖြစ်သလားဆိုအမျိုးသမီးတွေလည်းကာမိတုမိစ္ဆာသို့တော့အမျိုးသမီးတွေကဘယ်အမျိုးသမီးတွေဟာသူတို့နဲ့မသက်ဆိုင်တဲ့အမျိုးသားနဲ့ဆက်သွယ်မှုရှိရင်ဆက်ဆံမှုရှိလို့ရှိရင်ကာမိတုမိစ္ဆာဆရာထက်တယ်လေအမျိုးသမီးအလုံးမှာတော့ကာမိတုမိစ္ဆာဆရာမဖြစ်ဘူးကာမိတုမိစ္ဆာဆရာဖြစ်တဲ့အမျိုးသမီးက စနဦးရှိတယ်အဲ့ဒီစနဦးကပါလေတော့ဆိုရင်ခုနကဒနေခိတာကစပြီးတော့မောဒီကာထီအောင်သူတို့မှအဲ့တော့ရှိနေတယ်တနည်းအားဖြင့်အဲ့ဒီ10ဦးအဲ့ဒီ10ဦးသည်မိ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 နဲ့လက်တွဲပေါ်ယောက်ျားမှတပါတခြားအမျိုးသားနဲ့ဆက်သွယ်လို့ရှိရင်ကာမိတမေဆက်သွယ်တာဖြစ်နောက်တစ်ခုကဒီပါရခသပရိဒန္တာဒီမျိုးသမီးနဲ့ပတ်သက်ပြီးတော့ ကာဝယ်ဆောင်ရှောက်မှုရှိနေတယ်ဥရိနဲ့ဖြစ်စေတနည်းအားဖြင့်ကာဝယ်ဆောင်ရှောက်မှုရှိနေတယ်သပရိဒဏစီကံထုတ်ထားပြီးတော့သူနဲ့ပတ်သက်အသေးရဘူးလို့ပတ်သက်ရင်ထန်ချမယ်ဆိုတဲ့သတ်မှတ်ထားတဲ့အမျိုးသမီးလက်ရောက်သူတို့ဟာအိမ်တော်ကြသေးတာတော့မဟုတ်ဘူးသို့တော့ကျူတင်ရွေးချယ်သတ်မှတ်ထားတဲ့ပုံစံမျိုးဖြစ်သည့်အတွက်ကြောင့်ပါရခနဲ့သပတိပရိဒဏဆိုတဲ့ဒီအမျိုးသမီးလက်ရောက်ဟာ တို့တတ်မှတ်ထားတဲ့အမျိုးသားအလွယ်ကျန်တဲ့အမျိုးသားနဲ့ပတ်သက်လို့ရှိရင်ကာဝိတ္တဝိဆာဆရာဖြစ်တယ်အဲ့ဒါကိုသိချာမှတ်ဖို့လို့နော်မျိုးသမီးတွေမှာတော့မျိုးသမီး12ယောက်တည်းကာဝိတ္တဝိဆာဆရာဖြစ်တယ်ကျန်တဲ့6ယောက်ကတော့ယောက်ျားလေးတို့ကာဝိတ္တဝိဆာဆရာမဖြစ်ဘူးဒီ12ဦးကတော့သူတို့တတ်မှတ်ထားတဲ့သူတို့ရဲ့အမျိုးသားတွေမှာတပါးတခြားအမျိုးသားနဲ့ကာမိတ်ကသရှိလို့ရှိရင်ကာဝိတ္တဝိဆာဆရာဖြစ်တယ် သဗ္ဗေကျမ်းကမှာအခမဏိယဌာနမသွာလာသိတဲ့တရားလို့ဆိုပြီးတော့သတ်မှတ်ထားအမျိုးသားတွေအတွက်အခမဏိယအမျိုးသမီးက20ရှိတယ်အမျိုးသမီးတွေအမျိုးသမီး12ဦးရဲ့အခမဏိယကတခြားယောက်ျားလို့အဲ့ဒါကာမိတုမိစ္ဆာဆရာနဲ့ပတ်သက်ပြီးတော့သဗ္ဗေကျမ်းကမှာဖွင့်ဆိုထားတဲ့အရာအဲ့တော့မတမဲ့ကျွလွနေကြတဲ့ပုဂ္ဂိုလ်တွေဟာသူကျွလွမှုရဲ့အပြစ်ဒဏ်ကို ခံကြရမှာပဲခံကြရတယ်အဲ့တော့ဒီနေရာမှာဒီပန်ကိစ္စဆက်မှာလာတဲ့ကာမိသမိစ္ဆာစာရကြောင့်မရေခံရတာလေးကိုမှတ်သားချေကြရအောင်ရှင်သည်ဖြစ်စေမယုံသည်ဖြစ်စေကံတရားစွာဘုရားဝါဒရဲ့ဘုရားတရားတော်ရဲ့ဆုံးမဆိုတာဒီဥပဒေလိုရေးဆွဲပြီးဒါလို့ရင်ဒါဖြစ်စေလို့ဥပဒေနဲ့ဆိုတဲ့ဟာမဟုတ်ဘူးဒါတဘာဝဒီပြစ်မှုကျွလို့လို့ရှိရင် ဒီဒီပြစ်ခုကြောင့်ကိုယ်ကခံရဥပဒေကြောင့်ခံရတာမဟုတ်လူတွေလှုပ်ထားတဲ့ဥပဒေကြတော့ဥပဒေရှိလို့ခံရဒါဥပဒေလောကရဲ့တဘာဝဥပဒေရှိတယ်ပြောဆိုလို့ရပေါ့ reaction လို့ခေါ်အစိတ်ဟာအစိတ်ပဲသူ့ရဲ့တုံ့ပြန်မှုခံရမှာအကုသိုလ်ကလည်းအကုသိုလ်ကတုံ့ပြန်ရင်တုံ့ပြန်တဲ့သူ့ရဲ့အကုသိုလ်ရဲ့တုံ့ပြန်မှုကခံရဖះကခံမှုသတ်မှတ်တာလည်းမဟုတ်ဘူး တရားယောဂအပြစ်ထံပေးတာလည်းမဟုတ်ဘူးကိုလို့တဲ့အကုသိုလ်ကကိုယ့်ကိုအပြစ်ထံပေးတယ်လို့အကုသိုလ်လို့သဘာဝတရားအရာသတ်မှတ်ထားတဲ့အရာလားဖြစ်တယ်ရသော်ဗျာဟောလို့ဒါအကုသိုလ်ဖြစ်တယ်ဆိုတော့မဟုတ်လေအကုသိုလ်ဖြစ်နေတာပဲဒါဥပမာအစိတ်ဟာအစိတ်ပဲအစိတ်လို့သိသည်ဖြစ်စေမသိသည်ဖြစ်စေနော်ဒီပြစ်မှုကပြစ်မှုပဲလို့သူဆိုလို့ရပေါ့နော်အဲ့တော့ဟုတ်ပြီဒီကာမေတုမိစ္ဆာစာရ ကိစ္စနဲ့ပတ်သက်ပြီးတော့ပရဒါရပဲဖြစ်စေပရဒါရမဟုတ်တာပဲဖြစ်စေအမျိုးသားအမျိုးသမီးဒီတိခါဘုတ်ကိုကျွလွန်ဖောက်ဖြက်ပြီးတော့အကုသိုလ်ကြီးဖြစ်သွားပြီဆိုရင်ဒီအကုသိုလ်ရဲ့အကျိုးပေးပုံလေးကဘယ်လိုအကျိုးပေးတော့သွားတန်ကိစ္စဆက်မှဆိုတာလေးကိုမှတ်သားကြည့်အောင်အဲ့ဒီလိုကာမိတုမိစ္ဆာစာရပြစ်မှုနဲ့ပရဒါရပြစ်မှုကျွလွန်ခဲ့တဲ့ လူသားတွေဟာမျိုးသားမျိုးသမီးလူသားတွေဟာလက်ပတ်တော်ငရဲမှာငရဲခံရတယ်လို့ဒါပန်ကိစ္စဆက်အဲ50ထဲမှာ930မြောက်ပန်ကိစ္စဆက်ဆိုတာရှိတယ်အဲ့ဒီပန်ကိစ္စဆက်မှာအတိလင်းဆိုထားတယ်အဲ့ဒီဇတ်ဆိုထားတာလေးကိုကြည့်အောင်အယောမယာသိပ္ပတိယောသောလသင်္ခုလကန္တကအဲ့ဒီငရဲမှာရှိတဲ့လက်ပတ်မင်းကြီးတွေကဒီရိုးရိုးလက်ပတ်မင်းတွေမဟုတ်ဘူးတဲ့ သရဝရီအကုသကံကြောင့်ဖြစ်နေတယ်။ပန်နဲ့တိဆောက်ထားတဲ့လက်ပံပင်ကြီးတွေ။ပန်လက်ပံပင်ကြီးတွေပေါ့နော်။ရိုးရိုးလက်ပံပင်မဟုတ်ဘူး။လက်ပံသားကပွတ်တတပဲလေ။အဲ့ဒီငယ်ရဲ့လက်ပံပင်ကတော့အဲ့ဒီလိုပွတ်တတတော့မဟုတ်ဘူး။ပန်နဲ့လှုပ်ထားတဲ့လက်ပံ။နောက်လက်ပံမှာဆူးရှိတယ်။ဒီမှာတို့ရဲ့လက်ပံဆူးတွေကဘယ်လောက်ရှိတော့ဆို။16လက်သစ်အရှိရှိတယ်။16လက်သစ်အရှိရှိတယ်။ လက်ပံစုကြီးတွေကဥပဒောအတိလက်ပံတည်အောက်ဖက်လည်းပဲတချို့စုကကိုင်းတာတချို့ကအပေါ်ထောင်းနေဥပဒောအတိလက်ပံတည်အပေါ်ဆင်းလာလဲလက်ပံစုကစုမှာအောက်ကတဲ့လဲလက်ပံစုကစုမှာသူကအပေါ်ထောင်းနေစုကအပေါ်ထောင်းနေအောက်ဆိုင်နေတဲ့စုကအောက်ဆိုင်ဥက္ခံဒုက္ခံဝိတရဏိတတိလွမြောက်ဖို့ဖြတ်သွားဖို့အမတန်ခဲတဲ့ချိန်ပိုက်တော့ ။နေရဲလို့ခေါ်တဲ့မြေချောင်းပေးမှာအဲ့ဒီလက်ပံပင်ကြီးတွေရှိတယ်။နေရဲခံမှုအတွက်သဘာဝအဖန်တီးပေးထားတဲ့အရာတွေပေါ့နော်။အဲ့တော့ကျိမ့်ပိုက်ချောင်းနေရဲဘက်ကိုလက်ပံပင်ကြီးအကိုင်းတွေကကိုင်းပြီးတော့စူးကြီးတွေကထောင်းနေစူးရထောင်းအောက်လဲတဲ့စူးရလဲဒီလိုလက်ပံပင်ကြီးကအဲ့ဒီမြေကမ်းပေးမှာရှိနေတယ်လို့ဆိုတယ်။ရှိတာရိုးရိုးတယ်မဟုတ်ဘူး။ ဣတိအစ္စီမန္တောဒိဋ္ဌံတိတန်လက်မမင်းကြီးကမိဟုံးဟုံးတောက်နေတာသူတွေကလည်းမိတော့တယ်နဲ့မိတွေကရဲတောက်နေတယ်အဂိခန္တာဝအာရကအဝဲနေကြည့်ရင်မိဘုံကြီးလိုပဲအဲ့ပင်ကြီးကအကုန်လုံးတပင်လုံးကမိတော့တယ်နဲ့အာဒိတာသာဒဝေထေနဥဒ္ဒံယောသနမုခတာတပင်လုံးမိတွေဟုံးတောက်ပြီးတော့မိလျံတွေဟာအထက်တေယုဇနာနောက်ထီအောင် မြင့်တက်ပြီးတော့နေတယ်မိလောင်နေတဲ့မိဟုံးတောက်နေတဲ့တန်တဲ့ပံပင်ကြီးလို့သူဆိုတာအဲခံရတာအေကေဝဇန္တိတိရိတတ်တိတိခိဏကန္တကေနဂရယောသအတိစာရနရာသနရိဒါရိယောသအတိစာရနရာသပရဒါရကုလူ့ဘဝမှာဒီတော့ကကာမဒိဋ္ဌိကျွလွန်တဲ့အမျိုးသမီးတွေ ူတစ်ပါးရဲ့တာမယားကိုပြစ်မှားတဲ့အမျိုးသားတွေအဲ့ဒီပုဂ္ဂိုလ်တွေဟာအဲ့ဒီငရဲရောက်သွားတတ်တယ်ရောက်သွားကြတယ်အဲ့ငရဲရောက်သွားပြီးတော့တတ္တိတိခိဏကနကေလောလောလတ်လတ်အလုံးကိုပူတဲ့ထက်မြက်တဲ့စူးကြီးတွေရှိတဲ့လက်ပံတော်ငရဲကိုရောက်သွားကြတယ်ဒါဆိုလို့ဒီပတန်ဒီအတော်ခန္ဓာဝိဝတ္တဝိဟတ္တပုထုအဲ့ဒီရောက်သွားတဲ့ငရဲသားတွေဟာ ကာဝိတုပိသသရပရဒါရဒီပြစ်မှုတွေကိုကျุလွန်ခဲ့တဲ့ပုဂ္ဂိုလ်တွေဟာအဲလက်ဘက်နောင်ငယ်မှာသောက်ထိုးအနေထားနဲ့ကြသွားပြီးဒုက္ခအခြေကျရောက်ကြတယ်သောက်ထိုးကြရင်အဲ့ဒီဆူးတွေကတကူလုံးဆူးဝင်ပြီးတော့သူတို့ဟာငရဲဒုက္ခခံနေရတယ်ဒီကံစက္ကန်တိတပရာအမြဲတမ်းပဲလွတ်လပ်မရှိအိမ်မှာဒုက္ခရောက်နေကြတယ်တတော်ရတရားဝိဝတ္တာနေ မဟာဒိန်ပပတုပမလောဟကုံပင်ပဝိသန္တိတတံအခိသမှုရကံညာခတညာလုံးငရဲခံညာလုံးမျိုးလို့မနဲ့ရောက်လာလို့ရှင်မိဝုံတောင့်နေတဲ့တောင်ကြီးပေါ်မောင်းတဲ့လို့တဲ့တောင်ကြီးပေါ်ရောက်တဲ့အခါကျတော့လောဟကုံပင်ပဝိသန္တိအောက်ငရဲဦးတဲ့အခါဆောက်တို့ပြန်ကြအဲ့တန်ပူနေတဲ့ရှင်ဘူးထဲမှာကြာသွားပြန်တယ်အဲ့တော့ ရခံရဒိလဲခံရနဲ့ဒီလက်ပတ်တော်ငရဲမှာငရဲသားတွေကလက်ပတ်မင်းအောက်ရောက်ရင်မောင်းတယ်သူရိယသူအပေါ်တက်အပေါ်ရောက်ရင်တခါအောက်မောင်းချသူရိယသူအဲ့ဒါလို့အေဝံဓိဝါစရတောစဒုတိလာမောဟပါရုဒါကိုချင်းတရားပြက်ပြားပြီးတော့ဒီမောဟရဲ့လွှမ်းမိုးမှုကိုခံရတဲ့အသိဉာဏ်မရှိတဲ့ပုဂ္ဂိုလ်တွေကနေရောညာရော အနုဘွန်တိတကံကမံကိုလုံးတဲ့ပြစ်မှုကိုပဲခံစားနေကြရတယ်ပုဗ္ဗိဒုက္ကတမတ္တနောဒါတန်လေးဆက်ဆက်မှာကဝိတုမိဆာဆာရနဲ့ပရဒါရအယခံစားရပုံနဲ့ပတ်သက်ပြီးတော့ဟောထားတဲ့ငရဲဒုက္ခပေါ့နော်အဲဒီလိုငရဲကလွတ်လာတဲ့အခါကျရင်သရိစံဘောကရောက်လူဖြစ်လာလို့ရှင်လူတကာကမုံယောက်ျားဖြစ်လေယောက်ျားပြီးပြီးသားသားမဖြစ်အဲဒီလိုမျိုးတွေဖြစ်ပြီးတော့ လူဘဝမှာလူဖြုံတော့အဝိဒံဒုက္ခရောက်တယ်အကုသိုလ်များဟာအလုံးကိုကြောက်เสียကောင်းတယ်ဒါကြောင့်မို့သတိထားပြီးတော့ကာမိတိမေသာသာရဝေရမဏိတိခါဗရံသမာရိယမိတို့ရသဗျာရဲ့အဆုံးအမတရားရတဲ့ပုဂ္ဂိုလ်တွေကြတော့ကာမိတိမေသာသာရရဲ့အဖြစ်ကိုမြင်ပြီးတော့ကာမိတိမေသာသာရမှာရှောင်ကျင်ပါတယ်ဆိုပြီးတိခါကိုစောက်တည်ပြီးတော့ထိတ်တိတ်စောက်ကြအဲ့ဒီပုဂ္ဂိုလ်တွေကြတော့အခုပြောတဲ့ငရဲ့ဒုက္ခတွေကလွတ်မြောက်ပြီးတော့ လူချမ်းသာနတ်ချမ်းသာဆိုတာကိုရရှိခံစားနိုင်အဲ့တော့ငါးပါးသီလဆိုတာဟာဝရိတ္တသီလလို့ခေါ်တယ်မလို့ရဘူးလို့တမ်းပြထားတဲ့သီလဖြစ်တယ်ဘယ်သူကတမ်းပြထားလို့ဆိုကံတမာပဲဘယ်သူကမှတမ်းပြထားတော့မဟုတ်လို့ရင်ပြည့်ဖြစ်ပြည့်အရာတွေဖြစ်တယ်အဲ့တော့အဲ့ဒီတမ်းပြထားတဲ့အရာကိုသွားပြီးတော့ကျွလွန်ပြီးပြီဆိုလို့ရှိရင်အဲ့ဒီကျွလွန်တဲ့မိမိရဲ့ယင်နဲ့နှလုံးထဲမှာဖြစ်တဲ့အကုသိုလ်စေတနာကဒီလူကိုတန်ခတ်တာပါ အဲ့တော့လူတွေကဖရာတန်ခတ်တယ်လို့ပါလို့ပြောနေကြအမှန်တော့ကိုလို့တဲ့အကုသို့ကိုခံရတာပဲလို့ကိုလို့လို့ကိုခံရတယ်ဆိုတာဘာမှထင်ရှားတယ်ကိုမတဲ့တာဆိုကိုပဲခံတာဒါသေချာနေတာပဲเนาะသေချာနေတာအဲ့တော့ဒါလည်းတတိထားပြီးတော့ဟိုတိတတ်တဲ့ဘဝမှာကြိုးစားဆောင်ကျင်ပြီးဘယ်တော့မှမကျွလို့မိအောင်ထိမ့်သိဆော့ဆော့တင်းကြတယ်ပေါ့เนาะထိမ့်သိဆော့ဆော့ကြအောင်မှဖြစ်တယ် အဲ့ဒါနဲ့ပတ်သက်ပြီးဒီနေရာမှာပရဒါရနဲ့ပတ်သက်တဲ့သက်စွာဘုရားရဲ့ဆုံးမစကားလေးကိုနားထောင်ကြည့်အောင်ပရဒါရနဲ့ပတ်သက်တဲ့အနေထားလေးတစ်ခုပရဒါရဟာမကျွလွန်သင်ဘူးဆိုတဲ့ပတ်သက်ပြီးခုနကကာမိတုမိစ္ဆာသာရအပြင်မှာပရဒါရဆိုသူတော်ဘာရဲ့အိမ်သားကိုပြင်မာတဲ့ဟာဒါကြတော့အိမ်တော်ရှိတဲ့အမျိုးသမီးနဲ့ပြင်မာတဲ့ပရဒါရ အဲ့ပရဒါရနဲ့ပတ်သက်ပြီးတော့ခုနကပြစ်မှုကျွလွန်လို့ရှိရင်လက်ပတ်တော့ငရဲကြတာရင်တူတူပဲသို့သောမြတ်စွာဘုရားဟောတဲ့ဒါနဲ့ပတ်သက်ပြီးတော့လက်တွေ့စဉ်းစားကြရလေးတစ်ခုနားထောင်ကြည့်အောင်မြတ်စွာဘုရားလက်ထက်တုန်းကတာဝတိမြို့မှာပရဒါရကျွလွန်တဲ့တထေသာတူရှိတယ်အဲ့ဒါအများသိတဲ့ဒုသနာတော်ဆိုတာလည်းရှိတယ်နော်ဘုရားလက်ထက်ကကျွလွန်တဲ့ပုဂ္ဂိုလ်ကတော့တခြားမဟုတ်ဘူး အနာရဝိသတိကြီးရဲ့တူတော်ပေါင်းသူဟာခေမကလို့ခေါ်ခေမကသတိသားအနာရဝိသတိရဲ့တူဒီရှိဥစ္စာလည်းချမ်းသာတယ်သူကဘဝမှာထူတောင်းမှားခဲ့တယ်ကတော့ဘုရားပြွင့်တဲ့အချိန်တော့သူလူ့ဘဝရောက်တယ်ရောက်တဲ့အခါမှာသူကလက်ဝိသမဖြစ်လက်ဝိဆိုတာခုမှရှိတာမဟုတ်ဘူးအောင်လာအင်းဆန်းတော့လို့ပေါ့လက်ဝိထိုးတဲ့လူဖြစ်အဲ့ဖြစ်တော့ဘုရားကိုရှေးပြတ်ခတ်ပြီးတော့ ရွှေပြားနဲ့ပူဇော်ပြီးတဲ့အခါမှာသူဘာသာဆုတောင်းလို့ဆိုတော့သူစိတ်ဆန္ဒသူမြင်တဲ့အမျိုးသမီးဟာမောင်နှမအရင်ကလွဲလို့ရှိရင်ဘယ်အမျိုးသမီးပဲဖြစ်စေသူ့ကိုမြင်လို့ရှိရင်ကိုယ့်ကိုမထိန်နိုင်ပါစေတည်းပေါ့နော်မတောင်းနိုင်တဲ့ဆုသွားတောင်းတာဒါလေဒုက္ခများတဲ့ဆုတောင်းတာပဲလေအိုမတန်ဒီဆိုတာလေဗမာရီဟာမဲ့ကြတယ်မအောင်ပါတို့ပါတို့အိုမတန်ဒီဆိုတာယူသွစေတယ်ဆိုတဲ့အိဗေရ crazy ဖြစ်တာပေါ့နော်ဥမရန်ဒီဆိုတာလည်းအဲ့ဒီဆူတော့မယ်သူ့မြင်တဲ့အမျိုးသားဟာတိမ့်မှတ်ပြီးတော့ယူသွတ်သွားတယ်သူဆူတော့ကြောင်ဖြစ်တာနော်အဲ့ဒီဆူမျိုးတော့တော့မတော်ညံ့နဲ့ကိုယ်ကိုလှလည်းရိုးရိုးလှတာကောင်းတာပေါ့သူများဒုက္ခပေးတဲ့အလှမျိုးတော့မလုပ်သင့်ဘူးပေါ့နော်ဒုက္ခပေးတဲ့ဆူတွေတောင်းတာသူတို့ခေမကတထေသကအဲ့လိုလက်ဝိသမားဖြစ်တုန်းကသူဆူတောင်းလိုက်တယ်ဖះကိုပြုပြီးဆူတောင်းတာဆိုတော့သူဆူတောင်းတာပြည့် သူမြင်တဲ့မျိုးသမီးတွေဟာဘယ်သူမှမယက်တည်နိုင်ပါစေဆို။ဘာလို့မျိုးမလူလဲဖြစ်ရော။တစ်သေးတဲ့တစ်သေးတာရုပ်ကလည်းချုံမောလှပါတယ်။ဆုတောင်းကြောင်။အိမ်တော်ရှိတဲ့မျိုးသမီးရောမရှိတဲ့မျိုးသမီးရောသူမြင်လို့ရှင်တိမ့်မှန်ကြတယ်။သူကလည်းပဲဒီလေစေရှိတဲ့ပုဂ္ဂိုလ်ပေါ့နော်။အဲ့လိုပုဂ္ဂိုလ်မျိုး။အဲ့တော့ဒီမျိုးမှာအိမ်တော်ရှိတဲ့မျိုးသမီးတွေနဲ့ပြမှုတွေကခဏခဏဖြစ်တယ်။ ဘီရင်ကြီးစီတိုင်ချက်တွေခဏနာရောက်တောင်းတော့ဘီရင်ကြီးကဖမ်းလိုက်တာဖမ်းလိုက်လို့ရှိရင်သူ့မိဘီရင်ကနေပြီးတော့စုံတော့တွေလွတ်ပြီးဖမ်းတယ်ဖမ်းတော့သူ့မိသွားတယ်ဘီရင်စီရောက်သွားတော့ရောက်တဲ့အခါကျတော့ကြည့်လိုက်တဲ့အခါအသာရပိန်တထေးရဲ့တူဆိုဘီရင်ကြီးကအားနာနာမည်ကြီးတထေးကြီးရဲ့တူကြီးဆိုခုခေတ်ဆိုရင်တော့အဂတိလိုက်စားတာဖြစ်မှာပေါ့နော်ရှေးခေတ်ကလည်းအဲ့လိုပဲဖြစ်တာပဲဒါအဲ့ဒီ ကောသရမင်းကြီးကအနာရဘိန်တထေးကြီးကိုအားနာပါလဲဆိုပြန်လှုပ်ပေးလိုက်တယ်ဒီကောင်အေးမယူအတူလည်းမရှောင်ဘူးခဏ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 ဖန်ခါရတယ်အဲ့ဒီတော့အနာရဘိန်တထေးကြီးကနောက်တော့ကြာတော့ဒီကောင်ဒီတိုင်းထားလို့တော့မဖြစ်ဘူးနာမည်ပြက်နေပြီဘီရင်ကြီးကလည်းအေးကြီးတော့မှခက်နေတထေးကြီးရဲ့မျက်နှာကိုကြည့်ပြီးတော့အားနာလို့ဆိုသူ့ကိုအေးမယူဝင်နေတယ်သူကလည်းမရှောင်ဒါနဲ့ ဘုန်းကြီးကြောင့်ခေါ်သွားတယ်ခုခေတ်ဆိုရင်တော့သင်္ကန်းဝတ်ပေးမှာပေါ့နော်အဲဒီတော့ကတော့ရသော်ဘုရားစီပို့လိုက်တယ်ဘုရားစီခေါ်သွားတော့ရသော်ဘုရားတရားဟောအဲ့တော့ရသော်ဘုရားဟောတာလေးကိုမှတ်သားကြည့်ရသော်ဘုရားဟောတာရှင်းရှင်းလေးရသူ့ကိုရှင်းရှင်းလေးပြောတာအေးပရဒါရသူတော်သားမယားနဲ့ပြုံမာတာဟာမကောင်းဘူးတဲ့ရသော်ဘုရားစတ္တရိဌာနာနိနရောပမတ်တော်ရှင်ယူမိုက်မိုက်နဲ့ ဒီအဘိစတိပရဓာရူပသေဝီသူတော်ရဲ့မယားနဲ့ဆက်ဆံတဲ့ပုဂ္ဂိုလ်ဟာအချက်၄ချက်ကိုသွားကြည့်နိုင်တယ်ချက်၄ချက်နဲ့သွားကြည့်မယ်တဲ့ပရဒရကံကျူးလို့ရင်ချက်၄ချက်နဲ့သွားကြည့်မယ်နံပါတ်၁ကအပုံညာလာပါမကောင်းမှုအကုသိုလ်တွေမရနိုင်ပါဘူးကျူးလို့နိုင်ကျူးလို့နိုင်အကုသိုလ်တွေဖြစ်နေတယ်အကုသိုလ်တွေရတယ်ကုသိုလ်ရမှာမဟုတ်ပဲနဲ့အကုသိုလ်တွေရတယ် လူတွေကတော့ပြောတာပါတာအကုသို့လူမထင်ကောင်းမထင်ဘူးပေါ့နော်ရသော်ပြားကအပုညာလာပါအရယ်မင်းပြမှုကြီးမားတဲ့ပြမှုအကုသို့ကိုမင်းရတယ်နာတိကမတေးရသူတို့ဘာရဲ့အိမ်တော်ပဲနဲ့တော်ပြီပြမားတယ်ဆိုတာဘယ်အိတ်ကောင်းချင်းအိတ်ရမလို့ဘလို့အခွင့်ရေးချောင်းနေရမှမမသိတာအဲ့ဒါကြောင့်မလို့နာနိကမတေးရစိတ်တိုင်းရလည်းမအိတ်ရဘူး ။ဒါမြတ်စွာဘုရားလက်တွေ့ကိုခေါ်လာ။နော်။ဆင်းဆင်းလေးခေါ်တာပါဗျာ။ဘယ်ပရဒါရကိစ္စအရေးဆက်လုံးနေမဲ့ဆိုရင်အကုသိုလ်ရရနေမယ်။အဲ့ကောင်းခြင်းလည်းမအိရဘူး။နေတံတတိယံမင်းတူရီကကဲ့ရဲ့ရှုပ်ချတာတတိယ။နိရိယစရုပ်ထံငရဲရောက်ဖို့ရမင်းစတုထပဲ။ဒီလေးချက်တော့မင်းရင်ဆိုင်ရလိမ့်မယ်။ပရဒါရလုတ်တဲ့ပုဂ္ဂိုလ်ဒီလေးချက်ကိုရင်ဆိုင်ရမှာဖြစ်တယ်။ အကုသိုလ်ရခြင်းအိတ်ကောင်းခြင်းမအေးရခြင်းလူတကာရဲ့ကဲ့ရဲ့ရှုပ်ချောင်းမှုကိုခံရခြင်းပေတဲ့ခံငရဲကြခြင်းဆိုတဲ့ဒီချက်လေးချက်မင်းရရှိခံလာမှာခံလာမှာတဲ့ဒါဒီဘဝမှာခံစားပြီးငရဲရောက်တယ်သိချာစဉ်းစားကြည့်တဲ့ဒီလိုဒီအလုတ်ဒီပြစ်မှုကျူးလွန်တာဟာအပုညာလာဘောအကုသိုလ်ကြီးကြီးမားမားမင်းရတယ် ဂတိစပပိကနောင်ဘဝအတွက်လည်းမကောင်းဘူးတဲ့မင်းသွားရမယ်လမ်းကြောင်းကနောင်ဘဝအတွက်ဆိုရင်ဒိရိယဂတိအရေးရောက်ဖို့တေချာနေတယ်ပြီးတော့ဒီဘဝမှာလည်းပဲကြည့်လိုက်ပါအောင်တဲ့ဘိတတဘိတာယရတိစထောခိကသူတော်ကသာမယားနဲ့ဆိုတော့အမျိုးသားမျိုးသမီးနှစ်ယောက်စလုံးဟာကြောက်ကြောက်လန့်လန့်နဲ့စိတ်တိုင်းရှိသူတို့ဟာအေးစေးစေးဒီပျော်ရွှင်မှုကိုရမှာမဟုတ်ဘူး အမျိုးသမီးရလဲအမျိုးသားလဲသူတော်ကအရာဆိုရင်လူမိမှာကြောက်တယ်အမျိုးသမီးရလဲကြောက်တယ်ကြောက်ကြောက်လန်းလန်းနဲ့ဆက်ဆံရတယ်ဒါလည်းမကောင်းတဲ့ဟာပဲကြောက်ကြောက်လန်းလန်းနဲ့ဖီတတဖီတာရတိစာထောဂိတ်ကကြောက်ကြောက်လန်းလန်းနဲ့ပျော်ရွှင်မှုဆိုတဲ့ဟာဘလို့လို့ပြီးတော့အရသာရှိကြောက်လန့်နေရတယ်ကြောက်လန့်တကြဒီသူတို့ရဲ့ ျော်ရွှင်ပျော်ပါမှုဆိုတာဟာတပိုင်းကကြောက်နေရတယ်။တပိုင်းကပျော်ရွှင်မှုကလည်းအပြည့်အဝမဟုတ်ဘူး။ဒီလိုဆုတ်လို့တယ်။အများဆုံးပြထောက်ပြတယ်စကားနော်။ခြေနေတစ်ခုထောက်ပြ။ရာစာစဌန်တန်ဂရုကံပနေတည်တယ်။ဒီကိစ္စမျိုးကိုဘယင်းတွေကလဲကြီးမားတဲ့ပြည်တံချပတ်တယ်ခုခေတ်မှာမဟုတ်ရှေ့ခေတ်ကလဲပြည်တံချပတ်နိုင်ငံတော်တော်များများကြီးလေးတဲ့ပြည်တံပေးတာမျိုးတွေကိုကြီးလေးတဲ့ပြည်တံပေးသာသာသဒန္တံခရုကံပနေတိ ကြီးလေးတဲ့ပြစ်ဒဏ်ကိုတိုက်ပြီးအုပ်ချုပ်တဲ့မင်းတွေကချမှတ်ခံရရတဲ့အဲ့တော့ပြောပွားမှုအချိန်လေးရလဲလွန်နေတယ်ကြောက်လန့်နေရလို့ပြောရှင်မှုအချိန်လေးရလဲလွန်နေတယ်ဘယင်းရဲ့အပြစ်ဒဏ်ကလည်းကြီးလေးတယ်ဒီနှစ်ချက်ကိုပဲစဉ်းစားပြီးတော့နောက်ဘဝငရဲရောက်တယ်ဆိုတာတာထားတသမာတရောပရဒါရဏတိဝေဒါကြောင့်အမျိုးသားတယောက်အနေနဲ့သူတို့ဘာမရနဲ့ဆက်ဆံမှုမလုပ်ပါနဲ့ ဆရာဘုရားဟောတဲ့တရားနော်ရှင်းရှင်းလေးဟောတော့ဗျာလက်တွေ့ကြတဲ့တရားကိုဟောတယ်သတ္တမနရောဒါကြောင့်မျိုးသားတယောက်ဒီပရဒရဏလိုေသူတော်ဘာအိမ်တော်ဘက်ကိုမပေါင်းဖက်ပါနဲ့ဒီအပြစ်တွေရနိုင်တယ်ဒါကြောင့်မို့မပေါင်းဖက်ပါနဲ့တို့ခေမကသထေသားနဲ့ပတ်သက်ပြီးတော့ဒီတရားကိုဟောလိုက်တဲ့ဒီသထေသားကနောက်ဆုံးမှာတန်ဝေကရပြီးတော့မြတ်စွာဘုရားဟောတဲ့တရားပေါ်မှာသူကြည့်ပြီး လက်တွေ့ကြကြကြတဲ့အခါသူသင်္ကန်းဝတ်သွားပြီးရဟန္တာဖြစ်သွားအဲ့ဒီကျမှတာဝတိကဟိုးလေးတကြောကိစ္စတွေလည်းရက်သွားအလုံးဝဆိုတာဝတိညမှာတော်တော်တခါရောက်နေဟိုအိမ်ဖောက်သွားပြန်ပြီဒီဝင်သွားပြန်ပြီနဲ့မနေ့ကသတင်းတွေအဲ့လိုဖြစ်အဲ့ဒီကိစ္စတွေရက်စွာပြားဆုံးမလိုက်တာနဲ့ဒီခေမကတထေးသားဟာရဟန်းဘုရားရောက်ပြီးတော့ရဟန္တာဖြစ်သွားပြီးဒီပြစ်မှုတွေငြိမ်းပြီးတော့လွတ်မြောက်သွားတယ်အဲ့တော့ လောကမှာပြစ်မှုဆိုတာပုရုဇဉ်တွေရဲ့ပုရုဇဉ်တွေဟာကျွလွန်ပြီးတတ်တဲ့အရာတွေပဲဖြစ်တယ်။ဒါကြောင့်မှန်သွားပြီဆိုရင်သူကျွလွန်မှုတွေကိုလွန်မြောက်နိုင်ပြီးသူတော်လူကောင်းဖြစ်ကိုရောက်သွားတာလေ။လက်များသောရှိတယ်။ဒါကြောင့်မို့မြတ်စွာဘုရားရဲ့ဆုံးမတရားတော်ကိုနိုင်မှသားကြပြီးနဝတိလာရဲမှာပါဝင်တဲ့ကာမိသိမိဆာစာရဝေဒမဏိသိခဗရံသမရိယမိဆိုတဲ့ဒီတတ္တယမြောက်သိခပုဂ္ဂိုလ်အလေးနဲ့ထားပြီးတော့ထိမ့်သိမ့်ဆော့ဆော့ကြရမှာဖြစ်ပါတယ် တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးမတရားတော်မြတ်မှလာတဲ့အတိုင်းပဲမိမိတို့ရဲ့ဘဝကိုသာသနာတော်နဲ့ကြုံတွေ့ပြီးအတိညာရှိတဲ့အချိန်မှာအကောင်းဆုံးဖြစ်အောင်ကျင့်ကြံကြိုးကိုပွားများအထောက်ကြအမှာဖြစ်တယ်လို့ကိုစီကိုစီအတိတရားရပြီးကျိုးစားအထောက်နိုင်ကြပါစေကုန်သတည်း